ဖူးမြင်ရတာတော့မာမဲမှုနိရုပ်ွားတော်ရဲ့အထက်ကဇေဒီတော်ပါဗျာထီတော်လေးကတော့အနှင်းငယ်စောင်းနေပါရဲ့နော်ဇေဒီတော်မှာညှန်းစင်ထားတာတွေ့ပါတယ်အဲ့ဒီညှန်းစင်ထားတာကတော့ငလင်လုတ်ပြီးမှပြုပင်မှုညှန်းစင်ထားတာဖြစ်ပါတယ်ကထီတော်ပူဇော်ဝဲပြန်လဲချင်းပါအောင်ပါအဲ့မဲ့အယုတ်ကလေးတွေမြမတစ်ခုမှအမှုပညာလေးကိုတွေ့အောင်နော်တပူလိုက်ရတယ်ဒါကတော့မာမဲမှုနိဖရာတို့ဘွားတော်ရဲ့ခန္ဓာဂုတိတိုက် ရာဟုတော့အစွန်ဆုံးကနေလိုက်ထားတာကနော်အပြင်ပချမ်းကနေရိုက်ထားတာအဲ့ဒီနေရာတွေကပြုတ်ပြန်မှာဖြစ်တဲ့အတွက်ကြောင့်ပထမအဦးဆုံးရွှေချွတ်ရပါလိမ့်မယ်အပြီးတော့မှပြုတ်ပြန်ရပါလိမ့်မယ်ပြုတ်ပြန်ပြီးမှရွှေပြန်ချမှာပါနော်ကဲဒီလိုနေရာမျိုးပြည်စင်းပြပါပြေးတဲ့ဖူးရခဲလို့ဦးဇင်းတို့အသေးစိတ်လေးရိုက်ပြထားတာပါနော်အဲဒီနေ့ကတော့မဟာမြတ်မုနိရုပ်ပါတော်ကြီးကိုမတန်းတင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်အင်မတန်မုံမြတ်တဲ့နေ့တစ်နေ့ကိုပြောရမှာပါဗျာ ကဲဒါကတော့သောသောနိုင်ရန်နေကြွာကြလာတဲ့ပလတ်စတာလေးတွေပါပလတ်စတာကိုဖြည့်ချထားတာပါအဲဒါလေးတွေစုထားတာရှင်မိုက်ပြန်ထုတ်မယ်လို့ပြောပါတယ်နော်ကဲအခုမြင်တွေ့ရတာကတော့ဟာမင်းမုနေရုပ်ွားတော်ကြီးရဲ့မြောက်ဖက်ဆောင်းနှံပေါ်ဗျာအတွင်ပိုင်းကနေအပြင်ဘက်ကိုပတ်တန်းပြနေတာဖြစ်ပါတယ်ဒီတိုင်တွေကိုတစ်ချက်ရှိုးလိုက်ပါဗျာကဲသဲထိတ်ရုပ်ပေါ်ပါဗျာကဲဟဲ့တိုင်ရချမ်းသွားပါလေလား ကဲဟိုမှာအတွင်းထဲကဟိုတန်စီတန်ခွေးနဲ့အင်္ဂရိအသားပဲကြံခဲ့ပါလိမ့်မယ်နော်ဟိုဘက်တိုင်ကတော့အပေါ်ပဲကြံပြီးအောက်ကလုံးဝဟိုဟာသွားပါတယ်အပေါ်ရန်ပိုင်းလေးပဲကွာကြတော့ဒါလည်းကတော့အောက်ချေလေးပါတချမ်းကွဲသွားတဲ့တိုင်မျိုးမြင်တော်လို့အရှိဘက်ကနေလိုက်ထားတာပါဗျာအဲ့ဒါတချမ်းကွဲသွားတဲ့တိုင်မျိုးလည်းပါတရားဖူးမဲ့ဆိုရင်တော့အရှိမုတ်ကကုလာအန်ဒရယ်ကင်းလို့ပါပဲလောလောဆယ်အရှိမုတ်ကနေဖူးလို့ရအောင်ပြင်ဆင်နေတာဖြစ်ပါတယ်နော် ကဲဟဲ့မကြည့်ပါလားအလေကောင်ကကြောက်သေးလောင်းထားတဲ့အစီတန်ကိုလေးကိုကြံလိုက်အဲ့ဒါလေးပြင်းပြင်းပြပမှာပြေးတတ်များမရှူစားရမှာဆိုလို့အသေးစိတ်ရပ်ကြခြင်းဖြစ်ပါတယ်နော်ကဲဒါကတော့ရှေးခေါင်းလောင်းတော်ကြီးဗျာရင်တော့အကြောင်းလေးရှိပါလေဗျအခုတော့လုံးဝဝဲသွားပြီပေါ့နော် တက်ကြဲ1183ခုတဲ့တဘိုးရဲလာပြည့်ကျော်6ရက်ယရနာသိန်းကကုန်းပေါင်မြို့တော်ကြီးကိုတီထောင်တော်မူသောအလောင်းမင်းတရားကြီးပြေတော်မရပူရပထမမြို့တီနန်းဒီဘိုးတော်ဘရုံမင်းတရားကြီးတားတော်တီရိမဟာဓမ္မပိစယတိဟသူရဘွက်ခအရှင်မင်းသားနဲ့နမတော်တိတိကလျာသန္တာဒေဝီတို့လူရန်တော့ခေါလောင်းတော်ကြီးဖြစ်ပါသည်တဲ့ ကျေးပိတ်တာချင်း1500ကျော်အလေးချိန်ရှိတဲ့ခေါလောင်းတော်ကြီးမလျင်တန်ကြောင့်ကွဲသွားပြီဆိုတဲ့အကြောင်းလေးကိုပရိသတ်ပြရဖြစ်ပါလေ။ကဲအခုဖူးမြင်နေရတာတော့မဟာမြတ်မုနိရုပ်ပွားတော်ကြီးရဲ့ကန္နာဂုတိတိုက်တော်ပေါ်မှာတည်ထားတဲ့ဇေဒီတော်ဖြစ်ပါတယ်။အဲ့ဒီဇေဒီတော်ကိုအရှင်မြောက်တောင်လို့ခေါ်တဲ့တနင်္ဂနွေတောင်ကနေ မှတ်တမ်းတင်ထားတာပါကဲခုမြင်ရတော့စီတော်ကြီးမျိုးစင်ဖြစ်ပါတယ်စီတော်ကြီးကတော့ရင်းနေတော့မျိုးစင်အောက်ခြေကဒုတဲ့ကြီးမားတဲ့အတွက်ကြောင့်ခိုင်ခတ်ပါတယ်ကဘာလို့ဘာမှမဖြစ်ပါဘူးအဲဒီမဲ့စီတော်ထားတဲ့အထက်မှာအဲဒီတိုင်နေတိုင်သွားပါလိမ့်ကပြန်လဲပြုပြင်လို့ရတဲ့ခြေအနေဖြစ်ပါတယ်နော်ရရနာဘုံနဲ့ကောင်းတယ်ရုတ်တီနန်းတီနှစ်တရာပြည့်အထိမ်းမှန် အောင်တော့20ခုကဆုံလားဆုံခုနှစ်ရက်မန္တလေးမြို့ဆိုင်းတန်းရဲ့တပွဲသားကြီးဦးမီဒေါ်ရင်ပဒုတိယအတွဲဝန်ဦးလာမိုးဒေါ်ညွညွန့်ဝင်းနှင့်သာသမီများမြေမောင်ထုံးအောင်မထေးထင်းနဲ့သာသမီများမခင်ဝေဘိုးအောင်တန်းမမီမီစိန်မခင်ခင်ဝင်းတို့ကောင်းမှုလက်လူသားတို့ခေါ်ပြီးတော့စီတော်စင်ပါ့ ကဲဒါတော့မဟာမြတ်မှုနေ့ရုပ်ွားတော်ကြီးရဲ့ခန္ဓာကိုယ်တိတိုက်ဝင်းကအုတ်ယိုကျူးသွားတော့ဒါလောလောဆယ်ယာယီဟိုထေရန်လေးကထားပါတယ်နော်အဲဟိုဘက်မှာတော့ဒုက္ခသက်သက်ရှိပါတယ်ကအဲဒုက္ခသက်သက်မှာလဲဘုရားကြီးဆောင်းနှန်းကဈေးဆိုင်မျိုးတော်တော်များများနေရာယူကြပါတယ်နော်ကဲအခုမြင်တွေ့နေရတာခန္ဓာကိုယ်တိမြောက်ဆောင်းနှန်းဖြစ်ပါတယ်ကအဲမြောက်ဆောင်းနှန်းရဲ့မဟုတ်ထိတ်တဲ့တဲ့ဒီမှာ ရွှေတွေကကြသွားတာတွေပလာစတာတွေကကြသွားတာတွေတွေ့ရပါလိမ့်မယ်နော်ကဲအခုမြင်တွေ့နေရတာကတော့ဒါအင်ဂျင်နီယာဆွဲထားတဲ့ပုံလေးပါဗျအဓိကကတော့အပေါ်ကအမိုးတွေအုပ်ပူကြပါဆိုလို့ထောက်ထားတဲ့ခုံးပုံစံနာမျိုးစုံပါလားရှုတော့မျိုးလေအဲ့ဒါကိုအတွင်းမှန်းကနေခုံးလေးကိုပြပါမယ်။ကဲအခုမြင်တွေ့ရတာသောသောစာရထဲမှာဆွဲထားတဲ့ပစီပုံလေးတွေကခုံးနေပါဗျ။အပေါ်ကအုတ်တူ ိမကြအောင်ထောက်တဲ့သဘောပါကဲအဲ့ဒီဂုံးလေးရဲ့အောက်မှာတော့အခုရွှေချွတ်နေပါလေညာဟိုမှာရွှေအလွာလေးတော့ပတ်တတ်ဟဲ့အဲ့တော့ရွှေလုံသွားနေပါဗျကဲဒီတိုင်ရွှေပြားကထားရဲ့အခက်ကတော့ဒါကွာမကြတဲ့အကြောင်းရင်းတွေတွေ့ရပါလေကနော်ဒီတိုင်ကိုကြီးပြားကကြီးပြားပြပြီးမှရွှေချထားတာဖြစ်ပါလေဒါကြောင့်မလို့ကွာမကြတာဟိုအထက်ပိုင်းမှာတော့မြင်နေတယ်ဟောဗျာအဲအင်္ဂလိပ်ကို ရွှေချထားတဲ့သူကြောင့်အင်္ဂလိပ်ကွာတာနဲ့ဒီကိစ္စနဲ့အကုန်လုံးခွာကြတာကဲခုမြင်တွေ့နေရတော့မဟာမြတ်မုနိရုပ်ပွားတော်ကြီးရဲ့မျက်နှာစာတက်တဲ့အရှိဆောင်နှန်းကပထမဆုံးရိုက်ခဲ့တဲ့နေရာပါပဲနော်ကဲခုခုမြင်ရတာတော့အာနန္ဒဘုရားကြီးပါကြမနေ့ကရောက်ခဲ့ပါပြီနော်မတန်အပြည့်စုံတင်ခဲ့ပါပြီဒါအဝေးကနေရှုခဲ့ပါကြအဲဘုရားကတော့ကိုလုံးတော်လုံးဝမရှိတော့ဘူးငုတ်တူရဲ့ကြံပါတော့ကဲအဲ့ဒီရေပန်းကံကတော့ရှင်ငါးတွေအလှထားတဲ့ကံပါဗျာ မလင်းတန်းကြောင့်မီးတွေပါပြတ်သွားတဲ့အခါမှာအောက်ဆီဂျင်ပြတ်ပြီးတော့ခြင်ကားတွေအတုံးယုံနေတာမရှိသလောက်ပါပဲတဲ့ကုံလုံးဝကိုကုံသွားပါပြီလို့ပြောပါတယ်ဗျာအဲ့ဒီငားတွေကိုမြေမြုပ်ထားတဲ့နေရာကြောင့်အပုံးနဲ့နေနေလည်းဖြစ်ပါရဲ့နော်ရေပန်းကိုကြော်ကြီးလိုက်လို့ရှိရင်တော့အဲ့မဲ့စီရီတော်တွေတွေ့ပါလိမ့်မယ်ဟိုဘက်ကအစော်ဦးပြတ်တွေလည်းတွေ့ပါလိမ့်မယ်အဲ့ဒါတွေကဖျားကြီးဆောင်းနှန်းနဲ့ဆိုင်ပါတယ်နော်ဒါတော့ဖျားကြီးအရှိဆောင်းနှန်းကိုအတွင်းပိုင်းကနေအပြင်ဘက်ကိုလှမ်းရိုက်ထားတာပါနော် ိုးမှာဥရဟိုသွားလာနေတဲ့ကားတွေတွေ့ပါလိမ့်မယ်ကွာဖျားကြီးအရှိမဟုတ်လမ်းလို့ခေါ်တယ်ကွာဒါဆိုင်ကလေးမှာရပွားတော်လေးတွေပဲကြံခဲ့တယ်အမှတ်တရပါနော်ရပွားတော်လေးပဲကြံခဲ့ပါတယ်ကွာဒါတော့လုံညိုရေးဝန်ထမ်းတွေဖြစ်ပါတယ်အဲလောလောဆယ်တော့ဖျားဖူးလို့ရသေးပါဘူးကွာဖျားဖူးလို့ရအောင်အပူတစ်ကြိမ်ကြိုးစားနေပါတယ်နော်ကဲဦးရင်တို့ပြည်တွင်းပြည်ပမှာဆရာဘူးပြည်သူများမဟာမြတ်မှုနှင့်ရုပ်ပွားတော်မြတ်ကြီးကိုအမြန်ဆုံးအားရပါရ ဖူးမြော်နိုင်ကြပါစေဗျာဖူးမြော်ခွင့်ရကြပါစေဗျာ